ကျားသာပတိနေမွေသူအလုံးမင်္ဂလာပါ2025ခုနှစ်ဇူလ22ရက်နေ့နဲ့30ရက်နေ့အတွင်းအပြိုင်ဆိုင်အလုံးမချော်ပြီးဘဝတွေ့တယ်မယ်ရှင်မကြောက်မြင်မယ်နာမည်ကျော်ကြားမယ်ကိုလိုသမြလူသိထင်ရှားပြင်မယ်ကိုယ်ပေါ်မှာလူများအာယုံစူးစိုက်နေလိမ့်မယ်အပြိုင်ဆိုင်ကြတွေ့တယ်မယ် ဝေကြီးတော့အဖက်မတင်ဘူးသုံးဆွဲလူစိတ်တွေတဖွာဖွာပေါ်ပေါက်နေမယ်စုစားဖို့တဲ့သုံးဆွဲဖို့ကို ဦးစားပေးပြီးတော့စိတ်ကူးတဲ့ဖြင့်စုထားတဲ့ပိုက်ဆက်တွေကယူပြီးတော့သုံးပြတ်တတ်တယ်ဝေကြီးအပေးယူကိစ္စတွေမှာတဲ့အငင်းပွားတတ်တယ်အလုပ်ဖို့ကိစ္စပွဲတွေကြုံမဲ့ရှင်ပြန်မှုနဲ့ဘဝမှာဆောင်ရွက်သမျှထိုးပေါက်ပြီးအောင်မြင်နိုင်တဲ့ကံကြိုးပေးတဲ့ကံတွေလည်းပေါ်ပေါက်မယ် နှစ်ဆနှစ်နှစ်ကဒုသမရည်ရွယ်သမအရာရာအစဉ်ပြေခြင်းတိုးတက်ခြင်းကိုကြုံမယ်။နှစ်ဆသုံးရက်နှစ်မှာပြဿနာဟောင်းတွေဖြစ်ရှင်းရမယ်ပြီးရင်ထူးထူးခြားခြားတိုးတက်သွားမယ်။နှစ်ဆလေးရက်နှစ်ကစမ်းပွင့်ခြင်းကံကောင်းခြင်းမိသားစုနဲ့ပတ်သက်သောကောင်းသတင်းကြားသိရမယ်။နှစ်ဆ၅ရက်နှစ်မှာလူမျိုးပွဲကြိုးပင်းမယ်။အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပင်းမယ်။သွာလာနေတဲ့ကူးဆက်ရမယ်။အရှိရကုန်တည်သွားစေခြင်းရှိတတ်တယ်။မနေ့ခုနိုင်ခွဲနဲ့ကိုနိုင်တွင်သွာလာကူးဆက် နှစ်ဆက်ချနေမှာငွေဝင်မယ်လူရပြည့်စုံမယ်အခက်ခဲဖြစ်ရှင်းနိုင်မယ်ဒါပေမဲ့မတော်ဆနေကိုအရှိတောင်ရကိုဒီသွားစဉ်ဖြစ်တတ်တယ်ညနေသုံးနိုင်တဲ့လေးနိုင်ခွဲတွင်သတိထားနှစ်ဆက်ခွန်ရနေရရန်ကိုဖြစ်နေရတတ်တယ်အလကားနေကိုပฏิပက္ခတွေနဲ့ထိတိုက်တွေ့မယ်သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေပြက်တယ်နှစ်ဆက်ရှိရနေဆုံးဖြတ်ချက်မှန်တယ်ရည်ရွယ်ချက်အောင်မြင်မယ်အခက်ခဲဖြစ်ရှင်းနိုင်မယ် 29ရက်နေ့မှာတပြိုင်တည်းတခုနဲ့မကလည်းတို့တွေလှုပ်ပြီးတိုးတက်မယ်30ရက်နေ့ဒုသမချောမွေခြင်းအောင်မြင်ခြင်းဘဝတိုးတက်ခြင်းနေကြောင်းမယ်29ရက်နေ့30ရက်နေ့တွေဟာခေါင်းစည်းခေါင်းလျှော်ပြုတ်လို့ရတယ်အဲ့ဒီပြင်အဲ့ရက်တွေမှာသပင်ပုံစံပြောင်းလိုက်ရင်ထူးခြားတဲ့ကောင်းခြင်းကံတွေပေါ်ထွန်းလာနိုင်မယ်ဒီကလအတွင်းမှာ တနင်္လာနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတနင်္ဂနွေဘုဒ္ဓမွေးသူတွေဒုက္ခပေးတတ်တယ်တိလီကိုကနံကျိုးပေးတယ်အညိုရောင်ပြာရောင်မိခိုးရောင်တို့ဝင့်စစ်သောဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါကောင်းသောကံကြမ္မာများရစေရလို့ကအိနိဗ္ဗာန်မှာရှိတဲ့ဘုန်းတော်ကြီးကြောင့်ပါစံလူလာနာပြုပါယေရှုတည်းမှာ